ဟေးအားလုံးပဲမင်္ဂလာပါဗျာဖိုကလေးနေပြန်နေပြန်နေကြိုးစားပါရစေဗျာဒီနေ့မှာတော့မိတ်ဆွေများကို Redmi 40C ဖုန်းလေးနဲ့ review လုပ်ပြီးမှဖြစ်ပါတယ်လေးသိန်းဝန်းကျင်နဲ့ဖုန်းသလုံးရှာနေဆိုလို့ရှိရင်ဒီဖုန်းလေးလေးရှိပါတယ်အဲ့တော့ဒီဖုန်းကအတိအကျပြောမယ်ဆိုလို့ရှိရင်လေးသိန်းနဲ့3000ပဲဖြစ်ပါတယ်လေးသိန်း3000တင်းနဲ့ run 8လေးရမယ် 256K လေးရမယ် Redmi 40C ပဲဖြစ်ပါတယ်အရင်ကျွန်တော် Redmi 30တို့ Redmi 12တို့တော့ဆိုလို့ရှိရင်ကင်မရာတွေဘိုင်းတွေနည်းနည်းညံ့ပြီးရော resolution ဘိုင်းတွေနည်းနည်းညံ့နေတယ်အခု Redmi 40C မှာတော့ကင်မရာဘိုင်းတွေနည်းနည်းတာလာခဲ့ပြီ resolution ဘိုင်းတွေနည်းနည်းတာလာခဲ့ပြီ ဗတိဘိုင်းမှာလည်းနည်းနည်းလေးတောက်တင်လာပြီအဲ့တော့ကျွန်တော်တို့ဒီသူ့မှာအာနေချက်တစ်ခုတော့ရှိတယ်ဗာလဲဆိုတော့သူက 2G 3G 4G စနစ်တွေပဲပါတယ် 5G စနစ်ပါမလာပါဘူး။ဒါကြောင့်မလို့မိတ်ဆွေများကဒီလိုဒီလို model ကိုလည်းကြိုက်တယ်။ 5G စနစ်နဲ့ပါချင်တယ်ဆိုရင်တော့ Redmi 40R ကို recommend ပေးပါတယ်။ Redmi 40R သူ့ထက်လည်း strong ဖြစ်တဲ့ 5G စနစ်နဲ့ပါတယ်ဆိုတော့ရေရှည်နောက်ပိုင်း 5G စနစ်တွေရလာခဲ့လို့ရှိရင်လည်းအလွယ်တကူပဲတောက်သုံးလိုက်ုံပဲ။ဒီဟာလေးတော့ပြောစားရှိတယ်။အဲ Redmi 40C ကကျွန်တော် line နေနေတဲ့3 GB line တော့တအားကြီးမကောင်းဘူး။ဒါပေမဲ့ ရမ်မီ40အားကြတော့ 5G စနစ်ပါကြမို့ line နဲ့သူ့ထက်ပိုကောင်းတော့တော့သွားတွေ့ရတယ်။ Okay ကင်မရာဘိုင်းဆိုင်ရာနဲ့ရမ်မီ30တက်စားလို့ရှိရင်ပိုလို့ကျွန်တော်တွေကြည့်လိုက်တော့တွေ့ရတယ်။အရောင်နေနေကတော့ black နော် same boat ရဲ့ puppet ရဲ့ကျွန်တော် tab blue လို့ခေါ်မှာဒီရောင်ပုံနော်ဒီမှာအရောင်လေးရတော့ဒီရောင်လေးဒီရောင်လေးလာမယ်။အဲ့တော့ကျွန်တော်မိတ်ဆွေများက၄သိန်းဝန်းကျင်နဲ့ဖုန်းရှာနေဆိုလို့ရှိရင်ဒီလိုဖုန်းလေးလေးရှိတယ်။ Okay ဒါကဒီကျွန်တော်ရဲ့ personal ရပါတော့ကျွန်တော်ရဲ့ personal ရဆိုလို့ရှိရင်ကျွန်တော်တွေနောက်တက်တစ်သိန်းနောက်ထပ်ဆက်လိုက်ပြီးရော Redmi Note 12 Pro လို့ တက်ဒီပရိုတို့ကိုကျွန်တော်ပို့ပြီးရွေးသိချင်ပါတယ်အဲ့တော့ဒီ note စီနဲ့စာကြည့်လို့ရှိရင်ဒီကောင်ကဘာမှမဟုတ်လို့လို့ထင်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ note စီတရားဒီကောင်နဲ့အများကြီးကို performance လေးပိုကောင်းတယ်သုံးရတာလည်းစစ်စစ်ပိုင်ပိုင်တော့ပို့ပြီးတော့ကျွန်တော်တို့ဒီရေးသွေးကောင်းပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများဒီဈေးနိုင်နေဆိုလို့ရှိရင်နောက်တော့တစ်သိန်းလောက်ထပ်ဆက်လိုက်ပြီးတော့၅သိန်းကျော်ဝင်းကြီးလောက်၄နဲ့ကျွန်တော်ဒီ note tray pro တို့ note tray tab တို့ note note 30တို့တာဘူလိုအဲ့လိုမျိုးလေးကိုပို့ပြီးရွေးသိချင်ပါတယ်။ဘာဖြစ်မိတ်ဆွေများကလေးလေးမှုကျင်တဲ့ဒီလိုဖုန်းချနေဆိုရှင်ဒီ Redmi 40 40C နဲ့ 40R ရှိပါတယ်အဲ့တော့ဒီကောင်လေးတွေကဒီ run 6 run 8နဲ့128နဲ့ 256K ဆိုပြီးလာပါတယ်ဒီလုံးလေးကတော့ဒါ run 8 256K ပဲဖြစ်ပါလားကျွန်တော် mobile legend နဲ့ပကြီးဒီဘွဲတော့တက်ကြည့်ပြီးအဲထိထထောက်400မျိုးလည်းမရှိဘူးဖုံးပူတာဟန်းတာလည်းတိတ်မတွေ့ရအောင်ဒီဒါမျိုးလေးတော့ဒီဘွဲတော့စမ်းကြည့်ပြီးတိတ်တော့မပူဘူးပေါ့နော်အဲနွေ့နွေ့လေးနွေ့အောင်ပဲကျွန်တော်တနိုင်လောက်တော့စမ်းကြည့်ပြီးအဲကင်မရာဘိုင်း ဒီသူ့ရဲ့ဗတိပိုင်းဆံမှာတောက်တိမှုတွေရှိတယ်အရင်လဲကြမသွားဘူးနွန်းနွန်းလေးနဲ့တကယ်ကိုအဆင်ပြေတယ်ဒီဟာလေးတော့ကောင်းတဲ့အချက်ပေါ့နော်အရင်အရင်တွဲတော့ကြတော့နည်းနည်းဆော့ကြတယ်နည်းနည်းနွေးပြီးပူသွားပြီးဘီရင်နဲ့ဆင်းသွားတာကိုတွေ့ရတယ်အခုဒီ Romi 40C မှာတော့ဟိုတောက်တိမှုတွေဖြစ်လာပြီးတော့တိုင်းပူတာမျိုးမတွေ့ရဘူးနည်းနည်းလေးနွေးလောက်ပဲတော်တော်အဆင်ပြေတယ်ပေါ့နော်အဲဒီဒီအောင်မလို့ဆန်ဆောင်လို့ဆိုရင်တအားကိုကျွန်တော်ပူဦးတက်သွားပြီ Okay ဘာဖြစ်ဖြစ်ကျွန်တော်ဒီဈေးတန်းနဲ့ဒီဒီလိုမျိုး run 8256G ရမယ်ဆိုတော့တကယ်ကိုအဆင်ပြေပါတယ် ကျွန်တော်တို့စကန်တလုံး33ပြေးဝင်နေတူတူဒီလို brand new ကိုဖောက်လို့ဒီလိုမျိုး brand new ဖောက်ခင်တာလုံးဝစိတ်စိတ်တက်တဲ့အနေနဲ့စိတ်တက်တာရစေတယ်ပေါ့နော်စိတ်ကျဉ်နှံ့ဘူးနဲ့အပြည့်တွေရတယ်တခုလေးပဲကျွန်တော်စိတ်ကျဉ်မှာကုသွားတာတော့အဲခုနပြောလို့ပဲ 4G snip ပဲပါပြီ 5G snip မပါတာပေါ့နော် okay ဒီမှာတော့ကျွန်တော်တို့ nano 2 sin ထည့်လို့ရမယ်ဒီမှာ speaker အနေနဲ့ကတော့တစ်လုံးပဲပါမယ်နော်ဒါဆိုမှကျွန်တော်မှပဲသူ brand တွေရဒီဘက်မှာရော speaker နှလုံးပြန်ထွက်တာမျိုးရှိတယ်တစ်လုံးပဲပါပဲဆိုမှသူ speaker အထင်မသိလိုက်နဲ့ speaker loud လည်းဖြစ်တယ် powerful လည်းဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့သူ့ရဲ့ CPU မျိုးစားတော့ MediaTek Helio ကျွန်တော်တို့ G5 2ကိုသုံးပေးထားတယ်โอเคဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီကောင်လေးက2000အဲ2020 2024 August လောက်တည်းကထုတ်ထားပါကျွန်တော်ခုခုနောက်ပိုင်းတော်တော်လေးဒီကောင်လေးကခု6လပိုင်းထဲမှာတော်တော်လေးကိုရောင်းဝယ်တွက်ပြီးတော့ကျွန်တော်တို့လူကြိုက်အများဆုံးဖုန်းလို့ဆိုလို့ရပါတယ်အဲကျွန်တော်မိတ်ဆွေဆိုင်မှာလည်းဒီရောင်းဝယ်အများဆုံးကဒီဖုန်းပဲဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေလည်းလေးသိန်းဝန်းကျင်နဲ့ရှာကျင်နဲ့အဲ့တော့ဂိမ်းတွေကောင်းကောင်းဆိုးကျင်နဲ့ အဲ့တော့ social media ရေ launch အချိန်သုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းလေးရှိပါတယ်အဲ့လိုတောက်တောက်တေးတေးနဲ့ဖုန်းဝင်တော့တကယ်ကိုလူတယောက်ကောက်ထုတ်လိုက်လို့ရတယ်လုံးဝ police ရဲကြီးကအတောက်ကြီးလုပ်ပေးထားတယ်တော်တော်ကြိုက်နော်ဘာမှမဖြစ်တော့တဲ့ပုံစံမျိုးကြီးအဓိကကတော့ဒီ camera ဘိုင်းဆိုင်ရာလူတွေသဘောကျနေတူပါတယ်အရင်ကျွန်တော် Redmi A3 နဲ့စာကြည့်နော်ဘာမှမပြောကြဘူးလို့ပါဘူး Redmi A3 သုံးလုံးစာလောက်ကိုတော်တော်လေးကိုကောင်းပါတယ်အဲ့တော့ Redmi A3 နဲ့နှလုံးနဲ့ဒီကောင်တစ်လုံးနဲ့တော့ရှင်းလို့ရပါတယ်နော်ဒီကျွန်တော်မိတ်ဆွေများလေးသုံးညနေရှာလို့ဆိုရင်ဒီ Redmi 40တုံးမ40အကိုပို့ပြီး recommend ပေးပါတယ် ဒီမော်ဒီ brand ဒီ model တွေကြာရင်ပေါ့နော် Redmi 40R 5G spin နေတယ်ပါလားဆိုတော့ line ဆိုရလဲအရင်ကောင်းပါတယ်ကဲဒါလေးကိုမိတ်ဆွေများ line မြ line မြပေးလိုက်ပါဗျအဲကျွန်တော်မိတ်ဆွေများလည်းလေသိန်းဝန်းကျင်နဲ့ဖုန်းလေးရှာနေဆိုလို့ရှိရင် Redmi 40C နဲ့ 40R ရှိတယ်ဆိုတော့ကျွန်တော် live မြပေးတာပါဗျ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့မှလည်းခုလိုမျိုးပဲကောင်းမွန်တဲ့ဖုန်းလေးနဲ့ပြန်လည်း review ပေးပါအောင်မယ်ဗျ။အားလုံးပဲအဆင်ပြေ live screen နဲ့ပေးကပောင်းကောင်းတော့နေပတ်စံကြပါစီဗျ။ Bye bye ။အားလုံးပဲမကလာမပြဖို့ကွာလေးနဲ့ပြညာကနဲ့အားလုံးကိုချိုးဆိုပါတယ်ဗျ။ like and subscribe, and be up in here. Yeah, yeah. yeah.